လုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ပုံမှန်အစီအစဉ်ချက်ဖြစ်တဲ့တော်ဝဒီအစီအစဉ်ကနေအားလုံးကိုတင်ပြချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လင်းထောင်တဲ့နှစ်ယောက်လက်ရှိဖြစ်ဖြစ်ပြီးကျွန်တော်နိုင်ငံရဲ့စည်ရေးနိုင်ငံရေးစတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒီကိစ္စပါတာသုံးသပ်ဆွေးနွေးကြဖြစ်ပါတယ်မင်္ဂလာလင်းထောင်ကြီးဟုတ်မင်္ဂလာပါကိုဒီနေ့တော့အကြံကာလလည်းဖြစ်တယ်ဆိုတော့အောက်တချံနဲ့ပတ်သက်တာလည်းပြောတာပေါ့နော် အဲ့ဒါနဲ့ပတ်သက်လို့ပြောမယ်တခြားအကြောင်းအရာလေးပါဝတ်ဘယ်လိုဖြစ်တော့တာအောက်ဒီလိုမျိုးတာပြောပြီးဆိုလို့ရှိရင်တော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲပြောကြတာဆိုစားမကြပဲနော်ဒါတွေတော့အရင်ဆုံးပြောချင်တာကတော့ဒီလက်ချံပေါ့နော်လက်ချံကာလမှာဆိုတော့အာလင်းထအောင်ဆိုလို့ရှိရင်တက်ထဲမှာလေးဒါနေခဲ့ဘူးလေအဲ့တော့နည်းနည်းဆက်စုချင်တာကတော့ဒီစစ်သားဘုရားမှာတော့ဒီလက်ချံနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်တန်းခဲ့ဘူးလေအဲ့ဒါလေးကိုဒါအရိုးရဲ့ဒီတော်လီကပြည်သူတွေ တည်အောင်မန္တလေးချောက်တရားကြီးပေါ့ဟုတ်တကယ်လို့စစ်တပ်တွေအားလည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ပုံစံမတူတာနှမျိုးပြောမှလို့ထင်တယ်ကျွန်တော်ရဲ့ဒီစစ်သားဘွားကတကြံဆိုရင်ဒါပေမဲ့ဟိုလွတ်လပ်ပေါ်ပါပြီးတော့လို့ပျော်ရွှင်ရတဲ့အဲတကြံပုံစံမျိုးတော့ပုံစံတစ်ခုလုံးမှာတော့ကျွန်တော်မတွေ့ခဲ့ဘူး။ပမာတစ်ခုကတော့ဒီရက်စီတကြံပေါ့။အမင်းရောက်လာရင်မင်းရောက်လာရင်ဒါဟာတကြံဆိုတာနဲ့ပြင်းလို့မှသွားပြီးတော့အနားယူနေကြ။အားဒီကောင်ဆိုရင်ဒီရက်စီတကြံဆိုရင်ကောင်မြင်လား ါပေမဲ့ကျွန်တော်တို့ပူလောင်းတော့သူကဟိုဟာဟို DS ဟိုဟာတက်တက်ချုပ်မဟုတ်သေးဘူးပေါ့နော်တက်ချုပ်မဟုတ်တော့သူမလာဘူးပေါ့နော်အဲကျန်တဲ့အဲနောက်နှစ်တွေမှာတော့သူနှစ်တိုင်းကိုလာပြီးတော့သူ့ရဲ့အာနေရာဒီနန်းလို့ပြောပေါ့အဲပြင်းလို့မှာလာနာတယ်အာလာနာလာနာတယ်ပါလို့ရှိတယ်အော DS တကြံမှာလည်းထူးထူးခြားခြားပါရှိလဲဆိုဘာမှတော့မရှိဘူး ခုလိုမျိုးရဒီတကြံမန်းတဲ့ကစားပြင်းလုံးနဲ့တကြံရောက်ဘူးတဲ့သူဆိုရင်တော့တိတယ်ပေါ့နော်အဲဒီမင်းသောရုပ်တုရရှိရအဲထဲမှာတကြံမန်းနဲ့ဆောက်ထားတယ်အာအဟိုဘာလဲသူအမှရိုးလိုက်ခွဲတာရှိတယ်ဟိုမှာဖက်စီယာဆိုရင်အာသူကအင်ဂျီဖြူအောက်ကစစ်ပေါင်းမိအစိမ်းနောက်ပြီးအောက်ကကျွန်တော်တို့ဒီဂျန်ကယ်ဘူးလို့ခေါ်တဲ့ဥစ္စာနဲ့အာသူကတကြံသွားအဲစကန်ယာဆိုရင်သူကဟိုဘာလဲကြိုက်တဲ့ အဲအင်းဒီဆောက်ဝင်လို့ရတယ်။ final ဆိုရင်တော့တိုက်တဲ့ပုံစံနဲ့သွားကဲလို့ရတယ်။ဒါပေမဲ့သူကအဲတကြံ9ရက်ရှိရပဲဖြစ်4ရက်ရှိရပဲဖြစ်သွားနေ့စဉ်တော့မသွားဘူး။အဲအပတ်စဉ်လိုက်သွား။ဒါပေမဲ့ပြောမှလို့အာ senior တကြံ senior ဘွားနဲ့ junior ဘွားအဲ့လိုပျော်ခဲ့ရလားဆိုတော့အဲ့လိုကြီးပျော်ခဲ့တဲ့ပုံစံမဟုတ်ဘူး။ကျွန်တော်ရဲ့အာတကြံကာလကစစ်တပ်ထဲရောက်တဲ့အချိန်အစပြီးတော့ဟောတော့ဟိုတကြံဆိုတာအဲ့လိုကြီးမမတ်မမောကြီး အာကြိုက်နှစ်သက်ပြီးတော့ဟိုပျော်ရွှင်စင်နေရတဲ့တကြံဆိုတာဒီရက်စီမှာစပြီးရတဲ့ကျွန်တော်ကုံဆုံးသွားဘာလို့လဲဆိုတော့အာတကြံဆိုတာလူတိုင်းကြိုက်တယ်ဗျာတကြံမကြိုက်တဲ့သူဆိုတာခက်ရှားရှားပဲဒါပေမဲ့ပေါ်ပင်နေဖြစ်နေတာတကြံအာဟိုလိုဂျီလာမှာအာဟိုလိုဂျီလာကိုကြည့်ဖို့အာနောက်ပြီးတော့ဟိုကဖြစ်ဖို့ဒီဟာဖြစ်ဖို့ ਨੇ အဒီလိုအကြောင်းအရာတွေကြားရမှာဒီရက်စီတကြံကိုကျွန်တော်စပြီးတော့တွေ့လိုက်တယ်အာစစ်တပ်တွေကတကြံကြီးကဒီလိုကြီးလာပါပြောမယ်ဆို စက်တက်ဆိုတာသူစီကရနဲ့သူဆိုပေမဲ့ဆိုပေမဲ့စီကနဲ့ပြောရတာထက်ပေါ့နော်ဟိုဘယ်လိုပြောမလဲဟိုမမိုက်ဘူးလို့ပဲပြောအောင်ပေါ့နော်ပေါ်ပင်နေလုံနေတဲ့တကြံအာလွတ်လွတ်လပ်လပ်ပြောရတဲ့တကြံပုံစံမျိုးမဟုတ်ဘူးစီးနဲ့ကန်းနဲ့ရဲရနေမှာပေါ်ပင်နေပြုတ်လုံနေတဲ့တကြံဟိုအဘူလောင်းဘွားမှာစကြုံဘူးလားအနောက်ပြောဒီရဲစစ်တက်တယ်ရာရှိဖြစ်တယ်တကြံကလာတော်တော်များများကျွန်တော်ရှည်တန်းမှာပဲဖြတ်တန်းရတာများတယ်ရှည်တန်းဆိုတာအဲ့လိုပေါ့နော်ရှည်တန်း ဟိုလုံချုံကြီးထုတ်ဟိုပါပေါ့နော်ဒီထိုင်းနဲ့လက်အဖက်ဒီမှာကျွန်တော်ဖြတ်တန်းရတာများတယ်ထူးထူးခြားခြားမမတ်ရတော့ဟိုစစ်တပ်ထဲမှာတကြံနဲ့ပတ်သက်ပြီးအမှတ်တရရှိလာတယ်အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့တခါကျရင်တော့တကြံကာလမူမူပြီးတော့အဲ့လိုပေါ့နော်ဟိုဖြစ်တာတော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအိုးပျော်ပျော်ရွှင်နေပါလားဒီဂျန်ကြီးကိုစိတ်ထဲကနေပြီးတော့ဟမ်ပါပါကြီးနဲ့လောက်ရမှာမရှိဘူး။ဘာလို့လဲဆိုတော့ရာရှိဘွားအဲတဂျန်ကာလာနောက်တန်းမှာကြာတဲ့နှစ်တည်းဆိုလဲ ဟိုလူကြီးလာมาတဲ့အဒီလူကြီးလာมาတဲ့နောက်ဆုံးအကိုကဟိုဒီအဲအမကျွန်တော်တို့ဆိုဒါစကခတက်တယ်ဗောနအစကစကူတက်တယ်အဘတ်တွေဆိုအာအတမမူလာမမို့လို့အာဟိုနောက်မှာတိုင်းမှုတွေအွန်လိုင်းကြီးနေဟိုတကြံမန်နက်တွေဟိုဘောနအွန်လိုင်းမန်နက်လေးတွေလို့ဘာလို့လို့ဟိုဟာလေးတွေထိုးအာပြောရမယ်ဆိုပေါ်ပင်နေကြီးပဲလုံနေတာဗောအဲ့တော့တကြံကာလအာဟိုမှာဟိုတမဘုံမန်နက်မှာ အာကိုဒီကရိန်းဖွဲ့တွေနဲ့လိုက်ွားပါအောင်အဟိုးဝိုင်းနဲ့လိုက်ွားပါအောင်ဟိုပြောမယ်ဆိုပြလွတ်လပ်လပ်ပြောသွားတဲ့တချံပုံစံမျိုးစစ်တပ်ရဲ့တချံမှာဟိုမှသူအတုအယောင်တွေပါတယ်အဘာဘာတုအယောင်လဲဆိုတချံရေဟိုပေါ်တော့ဟိုတချံလိုမကစားပဲနဲ့ပေါ်ပင်နေနဲ့ပြည့်နှက်နေတဲ့တချံဓာတ်ပုံမှန်တမ်းတွေအတွက်ပြည့်လုတဲ့တချံပေါ်တော့အာဒီမှာစစ်တပ်ထဲမှာငါတို့စစ်တပ်ထဲမှာတချံဆိုရင်ဒီလိုစီးစစ်နေကြတယ်ပြောရတယ်ဘာညာပေါ်တော့ဒီလိုပုံစံမျိုးနဲ့ ဖြစ်ပျက်နေတဲ့ကြံလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ပြောမယ်ဆိုအရင်ပြောသွားဖို့ကောင်းတဲ့ကြံမျိုးအကြံတပြီးတော့ကျွန်တော်ရဲ့ကြံနေ့ရက်တွေကယနေ့အချိန်အထိပဲပေါ့နော်ကြံဆိုလားအကာလာတစ်ခုလို့ပဲသတ်မှတ်ဖြစ်တော့တယ်ဟိုဟာပေါ့နော်ကြံရေတော်တော့အခုဆိုရင်မထိတာကျွန်တော်ဘလားလို့ရှိတယ်ကျွန်တော်ရှင်းနှစ်ကိုနှစ်လောက်ရှိပြီကြံရေဆိုရင်မထိမထိဖြစ်တာပေါ့နော်တော်တော်လေးကိုကြာတယ်ဆယ်သနှစ်တခုနေပါတော့ကိုကြာတော့ပြီနဲ့တူတယ်ဟုတ်တယ်အဲ့လောက်လောက်ကိုကြာတော့ပြီပေါ့နော်ကြံရေဆိုကျွန်တော်မထိဖြစ်တာတော့တော်တော်ကြာတယ်နောက်ပြီးတော့ ဟိုစစ်သားဘုရားကြံမှာဟိုပျော်ရွှင်စရာဆိုတာမရှိပါဘူးနဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဘာမဟုတ်တဲ့ဟာတွေနဲ့ပဲအချိန်နေကုန်နေတာပေါ့အချိန်နေကုန်နေတာအာပျော်ရတဲ့နေ့ရက်တွေကအာရှိလားဆိုရင်တော့မရှိဘူးတော့မဟုတ်ဘူးဒီလိုကြံဖန်ပြီးတော့ကိုယ့်အကိုပျော်နေရတဲ့ကာလကြီးတော့ရှိတယ်ပေါ့ဒါပေမဲ့စစ်တပ်တကြံကတော့အာနှစ်ဟိုကတကြံဆိုတာအနှစ်အဟောင်းကုန်လို့နှစ်သက်ကို ဟိုဒီအားမြန်မာတွေရဲ့ထုံးစံလည်းဒါတယောက်နဲ့တယောက်ရေလောင်းပြီးတော့နှင်းအောင်အခြေခြေရေနဲ့လောင်းကြရဲပါလားဒီလိုအတလီပုံစံမျိုးကိုပါလားဒါပေမဲ့စစ်တပ်တွေရဲ့တကြံပါကြတော့အဲ့လိုမဟုတ်ဘူးဘလောက်လောင်းလောင်းကိုမပြောက်သွားတဲ့ဥစ္စာတွေကသူတို့ထဲမှာရှိနေတယ်အဲ့တော့ပေါ်ပင်နေတဲ့ဖြစ်လို့တဲ့တကြံပေါ့နော်ဘာလို့စိတ်တရားကိုညှထေးနေရလဲနော်စိတ်တရားကိုညှထေးနေရကြတော့ပုံစံတရားကိုဒီတကြံကို အာငါတို့လက်ချမ်းတို့မြန်မာပြည်ရဲ့ယူရတခုပဲလူမျိုးဘာသာမျိုးဝင်ပြီးတော့ဆင်နွှဲလို့ရတယ်။ဟိုဖြစ်လို့ရတယ်။အညစ်ကြီးတွေလာပယ်ပြတ်တဲ့တကြံပေါ့နော်။ဒါဘာသာရေးအယူဝါဒဆိုတခုဆိုဟိုဟာတခုဆိုတာထက်ဘာသာရေးယူဝါဒတခုမဟုတ်ဘူး။ဒါယူရဒလိထုံးစံတကြံတခုပြ။ဒါပေမဲ့စစ်တပ်ကြရင်စစ်တပ်ထဲမှာကျတော့အဲယူရဒလိထုံးစံတခုမဟုတ်ပဲနဲ့ပေါ့နော်။ပေါ်ပင်နေနဲ့ပြင်းထန်နေတဲ့တကြံကြီးတခုလို့ဖြစ်သွားတာ။အခုတခြားမကြည့်နဲ့အဲကျွန်တော်တို့ယူတက်ပဲရှိသေးတယ်။အာနောက်ပြီးတော့ ဒီနေပြီးတော့မှဆိုရင်အာကြီးရီလီမန်တက်ဆိုတာနှစ်တိုင်းရှိအဲမန်တက်မှဆိုရင်ဟို share ရီနော်အစိုးရရေဆိုရှယ်ငါအဲတော့မှဆိုဘောမအနုပညာရှင်တွေလက်ရှိချိန်ဒီမားနေရသူဆိုနှစ်တိုင်းအမန်တက်တွေကိုခေါ်ပြီးတော့စုရိုင်းရှိတယ်ဘလို့ပြောစစ်တက်ရဲ့ဟိုဘောဝါလာဖြန့်ချီရန်နေရာတဲမှာအာတတိတချံကလည်းပါဒီတချံကလည်းပါဟုတ်လားအဲ့လိုအဲ့လိုမျိုးတွေလောက်ခဲ့ရမရောက်နိုင်လို့ဆိုခုနကစေယုံနေတယ်မှာလောက်တယ်ဟိုဟိုကနေဒီရနေနောက်ပြီးတော့ ဟိုအာပြောမယ်ဆိုဗျာစစ်တပ်ရဲ့တကြံမယိုးရှင်းဘူးအာနောက်ပြီးတော့ပေါ်ပင်နေနဲ့ပြည့်နေတယ်လို့ပဲပြောရမှာပဲကွာဘာဘာဟိုတော့အဲ့လိုနေလိုက်တယ်ဆိုတော့တကြံတကြံတော့မှအမင်းညာလို့ဟာတဲ့ဟာမျိုးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အအခုအခုတကယ်တော့ဗျာကျွန်တော်ခုနအသက်ကလေးစဉ်းစားတာဗျာအမိန်နဲ့လောက်ရတဲ့တခြင်းဖြစ်တယ်ဟိုတကယ်တော့တော့ညစ်ပတဲ့ကောင်လေးရေပလောက်တော့လောင်းလေမပြောင်းမပြောင်းညစ်ကြီးရမပြောင်းဘူး တော့ငါလည်းတန်တော့ဒီနောက်ပြောပါပြမီးစနာရေငါငါလည်းဒီဂျန်နဲ့တော်တော်ကိုကြာယူပါတော့အာအခုဆိုလဲဒါအာနာဒိတ်ပြီးတော့လျှောက်လေဒါဟိုဂျားထဲမှာတော့ဒါဘယ်လိုပေါ့2019လို့ပြီးလိုက်သေးတယ်2019ပြီးလိုက်သေးတယ်2020အာနာဒိတ်အဲ့တော့နော်ဆက်ကူပြေပေါ့နော်နောက်ဆက်တဲ့ကျတော့အာနာသိလိုက်ပြီးတော့တော့ရှောက်ပေါ့နော်ဒါအခုချိန်ကြီးပေါ့ဂျန်နဲ့ပတ်သက်တာမမဟုတ်ဟိုမမတိရော ဟုတ်ကြော်ဂျန်နာဘောစင်တော့ဒါလွမ်းစရာကြီးပေါ့နော်ဒါထိုင်းမှာဆိုလို့ရှိရင်ဒါအခုမြင်ရတယ်ဒါထိုင်းအစိုးရကတကယ်2025ဟုတ်တကယ်ပေါ့ water festival ကဲဟုတ်တကယ်သူ world wide အကြီးကြီးသူလုပ်ချပြီးတော့မှန်ကန်လို့တောင်းနေတာဘာရင်းနာကြကောင်းလို့ဆိုလို့ရှိရင်လုံးကတဲ့နေပေါင်း60လောက်ကငါ့နိုင်ငံမှာရှိခဲ့တဲ့မြို့မကထွက်ခဲ့ဒါငွေငန်းလို့ပါဘူးအလှကြရင်ကြီးအခုငေါနိုင်ငံကြောက်သွားပြီဒါပေမဲ့အခုဒီထိုင်းမှာဒါပြီးခဲ့တဲ့နှစ်ကတတိထားပြီးတော့ပြီးခဲ့တဲ့နှစ်ကနေစပြီးတော့ တကယ်လို့အလိုကားကြီးရထွက်လာပြီကိုရဲ့ tradition တွေနော်ကိုရဲ့ဒီဟိုနည်းတွေသူတို့ကအသာလေးယူယူသွားတာကြီးညညှိုးစရာကြီးနော်ဒါတကြံနဲ့ပတ်သက်ပြီးခံစားချိန်ကမကောင်းဘူးဆိုတော့အဲ့ဒီမှာအရေးကြီးတာတစ်ခုရှိရ point တစ်ခုပေါ့နော်တကြံမကြခင်မှာဒါနေပြီးတော့မန္တလေးစကိုင်းဆားတဲ့နေရာမြေကလေးအထူးကျလှုပ်တယ်ဆိုတော့အဲ့လိုလှုပ်ပြီးတော့ဒူတွေလည်းအများကြီးတည်တည်ပျက်စီးတယ်အိုးအိမ်တွေပြတ်တယ်ပြိုတယ် တော့ဒဟန်ရတာလေအခုတောက်ဆုံးနေလို့ဆိုတော့အခုချိန်ကြီးထိသေးတယ်တချို့တွေဆိုတော့အပုပ်နဲ့နေအောင်ထွက်နေသေးတယ်ရှာလို့မရသေးဘူးအပျက်စီးတွေအောက်မှာရှိနေသေးတယ်ဆိုဒီလိုကာလမှာတကြံကိုမလုပ်ဘူးဆိုပြီးတော့ဒါဘယ်လိုပြောရမလဲဟိုပြည်သူတွေကမလိုလားဘူးကွာပြည်သူတွေကမလိုလားတော့ဆိုဒီဟိုပြီးခဲ့တဲ့ရက်ကဆိုကြဒါလင်းနောက်လေးဒါတွေ့ပြီဟိုဗတ်မစီဒီဒါဘူးပုံကြီးဘူးကောလို့ခေါ်တော့ငါတို့ကလည်းအမှန်ငယ်ဒါမင်း အာရေပတ်တဲ့ကောင်တွေရှိုက်မယ်လို့ပြုမယ်လို့ဘာလို့အမှန်ကသူလုံးဝမနေဖြစ်တယ်။ဒါပေမဲ့အဲ့လိုသူပြောတဲ့ဟာတောင်မှအခုနေပြီးတော့မှတကြံလို့သွားတယ်။ဒါပေမဲ့သူကနာမည်လို့ကြောင်းသွားတာပေါ့နော်။ဟိုရေရေတကြံတာဗားတကြံတာ။ဆိုတော့ဒါကိုမြင်ရတယ်။အဲ့တော့စစ်ကောင်စီကလုံးလုံးမရပါဘူးဆိုရဲအနေဒါတစ်ခုမှသူမဖြစ်ဖြစ်အောင်သူရုပ်တယ်။ဆိုတော့အဲ့မှာဘာကိုစိတ်ပူလာလဲဆိုဒီကောင်ဒီပြောပြောနေရေကောက်ပဲ။ ရုပ်ကောင်ပဲစစ်တပ်ကအခုမြင်ရတော့ကသူတို့တွေကဘာမဆိုဖြစ်ပြီးတော့ကွာရေပေါက်တာမလို့ရင်းရေပါတာပဲလူကျင်နေဆိုရဲအနေထားယူမြင်ရတယ်ဒီပြန်တော့လုတ်သွားတယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးပြောမယ်ဆိုရင်နေတဲ့အော်အနေနဲ့ဟိုဘာအဲ့ကြောကျင်နေဒီကောင်တွေဒီကောင်တွေရဲ့အကျင့်တွေဒီကောင်တွေလုတ်တဲ့ပုံပုံစံတွေဆိုတော့ကြောကျင်ရှိမလို့ထင်တယ်ဘာတွေကြောကျင်လဲအာဘီရဲ့28ရက်နေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့်နေပြီးတော့ဗောနော် သူတို့စေယုံချုပ်တွေအာဝင်းကြီးဌာနတွေကြားထဲမှာတော့မအပုပ်နဲ့နေမပြည့်သေးပါဘူးအာအလောင်းတွေအပြည့်အဝတော့မကောက်နိုင်သေးဘူးဟိုပြတ်မယူနိုင်သေးဘူးအတိုက်တိုက်အစာအုပ်ပြိုပြတ်နေတဲ့အောင်မှာအလောင်းတွေဆိုတာအခုချိန်ထိကိုကျန်နေတော့လဲပြောမယ်ဆိုရင်ရှာဖွေရေးဆိုတာကမပြီးသေးဘူးဘောနပီးဆိုတော့မလုံးနိုင်သေးဘူးထူထောင်ရေးဆိုတာခဏထောင်အဲဒီမှာဘာတွေဘလို့ရှိတယ်ဘာညာဆိုတော့တော့မပီးသေးဘူးဒါပေမဲ့ အဲသူတို့ဒီပုံရိပ်တစ်ခုကိုရဖို့အတွက်အဲသူတို့လှုပ်ချင်တဲ့အရာကိုလှုပ်ဖို့အတွက်အဲစက်ကောင်စီဒီမရရအောင်လှုပ်တယ်ဆိုတဲ့ဥစ္စာတစ်ခုတော့ကျွန်တော်တို့ကောင်းကောင်းမြင်ရလူတွေဘာဖြစ်နေလဲဆိုတဲ့ဥစ္စာကိုအာဒီစက်ကောင်းဆောင်နေနေလည်းလုံးဝမစင်သာဘူးအာသူတို့အနေနဲ့အာဒီတချံကိုဘလို့ပုံပေါ်မယ်ဒီတချံကနေပြီးတော့သူတို့ဘာအကျိုးမြတ်ယူမယ်ဒါကိုပဲသူတို့စဉ်းစားတာဖြစ်ပါတယ်အဲ့တော့ဒီတချံလဲပြောရမယ်ဆို တချို့မျိုးတွေမှာလည်းအဲဘောနော်ရေတွေပတ်ပြီးတော့သူကကစားကြတာရှိတယ်။ဒါပေမဲ့ကြီးကြီးတဲ့တဲ့တချံကြီးတစ်ခုမဟုတ်နေတာတော့အာကျွန်တော်လုံးဝကိုမြင်ရပါတယ်။ဒါဟိုကျွန်တော်နိုင်ငံလူလူကိုကြီးလိုက်မယ်ဆိုဒီအချိန်ကိုတင်းသာကိုတင်းသာတရားရည်နဲ့ဘောနော်အာငါတို့မပြောသင့်ဘူးမပားသင့်ဘူးဆိုတော့လူတွေလည်းအများကြီးရှိသလိုအခုတချံကိုပတ်ကိုပြောတာဘာဖြစ်လဲဘောနော်အဒီလိုလိုကျွန်တော်ကဒီအချိန်မှာတချံကိုဘောနော်မလုံးနဲ့လို့လည်းမပြောချင်ဘူးလုံးလို့လည်းမပြောချင်ဘူး။ဘာလို့လဲဆိုလူတွေရဲ့ရှင်ထဲမှာအပူမီးတွေတောကတွေအများကြီးပဲ။ ော်နော်အဲ့ဒီတချံရင်နဲ့အများအာတို့ရင်နဲ့အပူမေးတွေတောကတွေကိုငိမ့်ဝါးတင်တယ်ငိမ့်ဝါးဒါပဲအဲ့ဒါကျွန်တော်လူလူကိုပြောတာဒီစက်ကောင်စီအနေနဲ့ကတော့အဲ့လိုမဟုတ်တို့ဒီဟိုဒီတချံနဲ့ဒီတချံပုံရင်းနဲ့အတူအာတို့လူချင်းတဲ့ဥစ္စာကိုတို့သွားတယ်နောက်ဆုံးမရောက်နိုင်ဆိုတဲ့ကောင်ကဘလောက်တိယူပါဖြစ်လဲဆိုအင်းလေးကိုသွားတော့ဒီကောင်ပြောတာရှိရအာငါတို့ဟိုဘာလို့မကြခဲ့ဒီနှစ်ထဲမှာရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲကြရင်လည်းဟိုတော့အာဒီပြည်သူတွေနေနဲ့ပါဝင်ပေးဖို့ဆိုပြီးတော့ ဟာဒီငလင်းတန်ခံရတဲ့သူတွေကိုသွားပြီးတော့ဟိုနိုင်ငံတော်သူ့ကိုသူပေါ့နော်အကြီးကတယောက်အနေနဲ့သတ်မှတ်ထားတယ်ဆိုဒီချိန်ဒီစကားပြောနေလားဆိုတော့သူကသူစဉ်းစားဒါပေမဲ့ဒီရွေးကောက်ပွဲပဲသူခေါင်းထဲမှာအခုလောဆယ်ရှိရရွေးကောက်ပွဲပဲသူခေါင်းထဲမှာရှိရရွေးကောက်ပွဲပဲသူတို့အခုအာဒီငလင်းတန်ကြောင့်ရရှိတဲ့တချို့ရန်မုံငွေတွေတောင်မှအာရွေးကောက်ပွဲအတွက် ဘောတော့ဝင်သွားမှာရောရှိအောင်ပဲလို့ကျွန်တော်ထင်တယ်ဘောတော့အခုဆိုဒါတို့ရဲ့ဝင်ကြီးဌာနတွေပြိုပြတ်နေတယ်အာပြန်ပြီးတော့ဟိုကောင်း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 မလဲပတ်နိုင်သေးဘူးအာဒါပေမဲ့ဒီရွေးကောက်ပွဲအတွက်ကိုလဲပတ်ဖို့ဆိုပြီးတော့ pressure တွေပေးပြီးတော့ဒီတကြံတွင်းမှာတော့မှဟာလာလုံနေခြိုင်နေတော့မှရှိသေးတယ်အာဒီသူတို့ရဲ့အမလမ်းလျှောက်တကြံလို့လို့ဘာလို့လှုပ်ထားနေပြီးတော့ဆိုတဲ့နေရာကိုဝင်တန်းနေမဖြစ်မနေတော့ဘူးနောက်ရက်တကြံပုံလေးထက်တက်လာအောင်မယ်ကိုမယုံရင်ကြည့်နေပုံလေးထက်တက်လာလဲအောင်မယ် ဘောနော်ပုံနေထက်တက်လာအောင်မဖြစ်မနေသွားခိုင်းမယ်ဟုတ်လားအာငါတို့ကတော့ဒီမှာဟိုဘာအေးတကြံလုံနေပါတယ်ဟိုတကြံလုံနေပါတယ်ဒီတကြံဘောနော်ဒါဟိုဘာလုံနေပါတယ်ဆိုပြီးတော့ပုံရိပ်တွေယူမယ်အာဒါတွေကိုတို့ကဘာဖြစ်မယ်အဲ့တော့တေချာတခုတော့ရေကောက်ပွဲကိုလည်းတို့ဒီမရရအောင်မဖြစ်ဖြစ်အောင်တို့တို့အနေနဲ့လုံပါအခုထိုင်းမှာဟာလာဒီငလျင်ဖြစ်နေရဲ့ဂျားတွေဟာလာမိုဒီတို့တခြားသူတွေနဲ့တွေ့ဖို့အတွက်အပြေးလွှားကိုသွားတွေ့တယ်စန္ဒာတွေပြခံရတယ် နော်သူလိုချင်တဲ့တရားဝင်မှုတစ်ခုကို legitimacy ကိုသူရအောင်ယူဖို့ကြိုးစားတယ်အခုဆိုလေအာဆီယံထဲကိုထပ်တိုးဝင်ဖို့အတွက်ကြိုးစားနေတာရှိတယ်နောက်ဆုံးတက်ဆင်လို့လူမျိုးကနေပြီးတော့မင်းအောင်လိုင်ကိုဆွေးနွေးပွဲလုပ်ဖို့ငင်းငင်းလုပ်ဖို့ဆိုပြီးတော့သူပန်ခေါက်သွားတဲ့အချိန်မှာတွေ့ခဲ့သေးတယ်လို့တိုက်တွန်းသေးတယ်ဆိုပြီးတော့ဒီ the nation တို့ဘာတို့ကနေပြီးတော့ဖော်ပြလာတာကြီးကျွန်တော်တို့တွေ့ရတယ်ဟောပြောချင်တာကမင်းအောင်လိုင်မင်းအောင်လိုင်ဒီဟောဘာလို့သူရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကိုသူရဲ့အာနာရှင်လက်တွဲပေါ်တွေနဲ့ ပူးပေါင်းပြီးတော့ကြိုးစားနေတာကိုကျွန်တော်တို့ကောင်းကောင်းလေးကိုကျွန်တော်မြင်နေရတယ်အခုအာအာဆီယံကနေပြီးတော့ဟလာမင်းအွန်လိုင်းလို့ပြန်ထိတွေ့ဖို့ဆိုပြီးတော့မလေးရှားဝင်ကြီးချုပ်ပြောလာတာရှိတယ်ပြောမယ်ဆိုကျွန်တော်တို့ကအာနိုင်ငံတကာရဲ့ဟိုတော့ဟိုအာယံဆူဆိုင်မှုနိုင်ငံတကာကနေပြီးတော့ဒီနိုင်ငံပေါ်မှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုတေချာလေးမြင်ပေးဖို့ဆိုတဲ့ဥစ္စာတခုကိုကျွန်တော်တို့အခုချိန်မှာတွားပြီးတော့လေညှော်လင်းနေလို့မရတော့ဘူး နိုင်ငံတကာအခုမြင်တာကသူတို့မြင်တာဒီစစ်တပ်ဒီအဓိကဒီစစ်တပ်ကဘောလို့အရင်လိုပုံစံမျိုးပြန်လုပ်ပေးမယ်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုရင်ဘောလို့ဒီနိုင်ငံမှာငြိမ်းချမ်းမှုတစုံတရာဖြစ်သွားမယ်လို့နိုင်ငံတကာကဘလူနေများမြင်နေကြလဲတော့မသိဘူးတေချာတာတစ်ခုကတော့ဒီမှာဖြစ်ပြနေတဲ့အကြောင်းတရားတွေမှာဒီလူမှုခံလာနေရတဲ့အရာတွေဒီလူမှုလိုချင်တဲ့အရာတွေကဘာတွေလဲဆိုတာကိုနိုင်ငံတကာကအာမျက်လုံးဖွင့်ပြီးလဲတေချာမကြည့်ရော မကြည့်သလိုသူတို့ရဲ့ကိုယ်တလဲတွေသူတို့ရဲ့အဥ္စာတွေလာတယ်ဆိုတဲ့အချိန်မှာနေပြည်တော်အဝင်းဝိုင်းထဲမှာပဲပြီးပြီးတော့နေပြည်တော်ကဒီစစ်ဘုချုပ်အတိုင်းဝိုင်းအာဏာရှင်အတိုင်းဝိုင်းကပြောတဲ့ဇာတ်တွေအတိုင်းမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်လို့ရမယ်လို့သူတို့ထင်နေကြသေးတယ်ထင်နေကြသေးတယ်အဲ့တော့ကျွန်တော်တို့တွေဒီအာအခုအချိန်မှာကျွန်တော်တို့စဉ်းစားထားမှာတခုပဲကျွန်တော်တို့စစ်ကိုအနိုင်တိုင်းမှာကိုရမယ်ကျွန်တော်တို့နေမြေတွေ2025အတွင်းမှာ ီဆက်ပုံပုံများပြားလာဖို့ကိုပဲကျွန်တော်တို့အာရုံစိုက်ရတယ်။အနည်းဆုံးကျွန်တော်တို့ဘယ်လောက်ထိတော့တစ်ခါကျရင်ခုပေါ့တွင်ပြန်ငါတို့တွေလို့ဟောပေါ့လားဒီ2025အတွင်းမှာရွေးကောက်ပွဲမတိုင်ခင်ရန်ကုန်ပဲခူးလောက်မှာဗန်ဒလေးလောက်မှာကျွန်တော်တို့တွေတော်လှန်ရေးတပ်တွေဝင်ပြီးတော့လှုပ်ရှားနိုင်တဲ့အခြေအနေမျိုးအထိရောက်အောင်ကျွန်တော်တို့တွေလုပ်နိုင်မှာရမယ်။နှုတ်မဆိုရင်သူဒီချင်းပါနိုင်တဲ့နေရာကွက်ကွက်လေးမှာလှုပ်ပြီးတော့နိုင်ငံတကာကိုလည်းအပ်ပုံရိပ်တွေပြပြီးတော့ ရွေးကောက်ပွဲကိုသူ့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်အတုံးချပြီးတော့သူပြန်ပြီးတော့ယူသွားမှာကလုံးဝကိုချင်းသေးတယ်။ဟုတ်ကျွန်တော်တို့ကပြောတဲ့အာဒီအချိန်မှာဟိုဒီစစ်တပ်နဲ့နိုင်ငံရေးဘလို့မှဆွေးနွေးလို့မရဘူး။ဒါလုံးဝတော့တေးကြတယ်။ဒီစစ်တပ်စီကနေနိုင်ငံရေးဆွေးနွေးမှုသွားယူနေသရွေ့ဘောနော်နိုင်ငံရေးဆွေးနွေးမှုကနေပြီးတော့အာကျွန်တော်တို့လက်ရှိဖြစ်ပွားနေတဲ့ပြည်ပခတွေကိုဖြည့်ရှင်းနိုင်မဲ့အဖြေဒီလုံးဝကိုမရှိဘူး။ဘာဖြစ်လို့လဲစစ်တပ်ကိုယ်တိုင်ဒီပြည်ပခကိုပြက်ဟိုဘောနော်ပြီးဆုံးစေဖို့အတွက်သူဒီ သူ့ရဲ့ဟိုဘောလုံရင်ဆန္ဒတခုမရှိဘူးသူကိုယ်တိုင်အလိုမရှိဘူးဒါကြီးကမပြီးသေးခြင်းဘူးဒါကြီးကမပြီးသေးခြင်းဘူးသူအခုအချက်တဲနေတယ်အချက်တဲရနေပြီသူနိုင်ငံရေးထွက်ပေါက်ရအောင်ယူမယ်ရွေးကောက်ပွဲနဲ့နိုင်ငံရေးထွက်ပေါက်ရအောင်ယူမယ်ပြီးရင်သူ့ရဲ့ legitimacy ကိုယူမယ်နိုင်ငံတကာနဲ့ပြန်ဆက်ဆံမယ်နိုင်ငံတကာနဲ့ပြန်ဆက်ဆံပြီးတော့သူ့ရဲ့ဟိုလိုနိုင်ငံရေးတခြားသောအရေးတွေမှာသူပြန်ပြီးတော့ formal ကြောက်အောင်ပြန်လုပ်မယ်အပြီးရင်ကျွန်တော်တို့ဒီတော်လှန်ရေးဖွဲ့တွေကိုပြန်ပြီးတော့နှိပ်ကုန်မယ်ဒီလိုပဲသူတွေးတာ ဒါသူ့ရဲ့သွားနေတဲ့လမ်းကြောင်းတစ်ခုပဲပြဿနာတွေလိုက်ဖန်တီးထားမယ်ဟလာသူအချိန်ကာလတွေကိုသူအချိန်ကိုစွဲမယ်စွဲပြီးတော့သူရားစလောက်ကိုသူသွားနေမှာဒါလုံးဝတည်ကြအခုဟိုပါဘောနော်စစ်တဲ့ဒါတကယ်တမ်းဖြည့်ရှင်းနိုင်ဖြည့်ရှင်းကျင်တယ်ဆိုရင်သဘောထားမှာဖြည့်ရှင်းနိုင်ဖြည့်ရှင်းကျင်တယ်သူဖြည့်ရှင်းလို့သူ့ရဲ့စိတ်ဆန္ဒအရာဖြည့်ရှင်းကျင်တယ်သူသူ့ဘက်ကလိုက်ရောပြရမှာပဲရှိသူ့ဘက်ကတောင်းဆိုခွင့်တော့မရှိတော့တဲ့အခြေအနေတခုပါ ။ဒါဟုတ်နိုင်ငံတကာအနေနဲ့လည်းနိုင်ငံတကာအဆိုရာထက်ဒီအာဆီယံအတိုင်းဝိုင်းကသူတွေကလည်းဒါတွေကိုမျက်စိမှိတ်ပြီးတော့လုပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့အာဒီကျွန်တော်တို့ဒီငလင်ရနေပြီးတော့သူဒီသူ့ရဲ့နိုင်ငံရေးအရာ legitimacy ကိုသူရောက်အောင်ပိုးယူမယ်။နိုင်ငံတကာနဲ့သူထိတွေ့ဆက်ဆံမယ်။နောက်ဆုံး UN လို Special Envoy နေလာတယ်။အတွေ့တယ်ဟောနော်။နောက်ဆုံးဒီဒီနိုင်ငံမှာဟို ဟိုဟာမဲရောက်လာရုံနဲ့တွေ့လို့ပဲမပြီးဘူးတခြားသောသူတွေနဲ့လည်းတွေ့ရအောင်နောက်ဆုံးအမေစုလိုလူမျိုးနဲ့တော့မှသူတို့တွေ့ခွင့်မရအောင်အဲ့လိုတွေ့ခွင့်မရသေးဘူးကျွန်တော်တို့ကဒီပြဿနာကဖြေရှင်းလို့မရအောင်အဲ့တော့ဝင်းစုကလည်းဒီဒေါ်လာရေးမှာဟိုဘောနော်ဟိုအဖြေတစ်ခုလားဆိုဝင်းစုကလည်းဟိုဘောနော်100%ညီတော့မဟုတ်တော့ဘူးအာသူဒီဒီပုံမှာတော့ influence ရှိတာဒါပေမဲ့ဒီနိုင်ငံကြီးအခြေအနေကြားထဲမှာသူ၄နှစ်လောက် အာသူစစ်ကောင်စီရဲ့လက်ထဲမှာနေနေရဖြစ်တော့သူတို့အခြေအနေပြန်ယူအောင်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီစစ်ကောင်စီကိုအမြင့်ပြတ်ချေမှုရေးတာကျွန်တော်တို့အဓိကဖြစ်တော့စစ်ကောင်စီကိုအနိုင်ယူအနိုင်ယူပြီးတော့သပွဲဝိုင်းမှာကျွန်တော်တို့ကငါတို့ကဒါတွေတိမ့်ပိုက်ထားပြီးပြီမင်းတို့ကလက်နက်ချဒူးထောက်ဆိုတဲ့ပုံစံမျိုးထိကိုကျွန်တော်တို့သွားနိုင်မှာကိုရအောင်ဒီကြားထဲမှာကျွန်တော်တို့တခြားဥစ္စာတွေတိတ်ပြီးတော့ညှော်လင်းလို့မရအောင်နိုင်ငံတကာကိုလည်းကျွန်တော်တို့အားကိုးလို့မရအောင် ကျွန်တော်တို့နိုင်ငံအတွင်းမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့ဥစ္စာကိုနိုင်ငံတကာအနေနဲ့တေချာလဲကြီးဖို့မကြိုးစားသလိုစစ်ကောင်စီအနေနဲ့လည်းတေချာအာဘောတော့ဟိုဓာတ်တွေကိုအပြင်ကနေပြီးတော့ပြင်ပကဘာနဲ့ကြီးရှုမွေးမရအောင်လုပ်ထားတယ်။နောက်ပြီးတော့ကျွန်တော်ဒီနေ့အေဂျာစီယာတည်င်းဌာနနဲ့ဇွန်မင်းထွန်းရဲ့အမေးဖြေတခုကျွန်တော်တွေ့ကြည့်လိုက်ရဒီထဲမှာဗစီးနဲ့ပတ်သက်ပြီးတော့ဒီဘုံကျဲတာတွေကိုမေးတယ်ဇွန်မင်းထွန်းကအမှလူမိုက်ဆန်ဆန်ဖြေသွားတယ် ဝင်ခံသွားတယ်ဟုတ်တယ်ကျဲတယ်ဒီအချမ်းဘတ်တွေနဲ့တဲ့ဆိုပြီးတော့ဟောတော့ကျွန်တော် PDF တွေနဲ့ပတ်သက်လို့သူ့အနေနဲ့အော်သူတို့အနေနဲ့ဒါကိုဘုံကျဲတာအမှဘေးထွက်ဆိုးချိုးပြရာရှိတယ်အဲ့ဒါကြောင့်မို့အမှကလေးတွေတေးတယ်ဟိုဟာတွေတေးပဲဆိုပြီးတော့ interview ဖြေသွားတယ်လူမိုက်ဆန်ဆန်ဖြေသွားသူဝင်ခံတယ်ဟုတ်တယ်လုတ်တယ်ငါတို့လုတ်တယ်ငါတို့လုတ်လို့တည်တယ်ဘာဖြစ်လဲသူတို့ကဒါရင်နဲ့သွားပေါင်းလို့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ပြောချင်တာတခုကသူတို့ကဟိုသကားကိုပောက်ကြရရှောက်ပြောမယ်အာနိုင်ငံတကာကိုသူတို့အလိန်ညာတွေပြောမယ် တချို့သူတို့ဖုံးလုံးဖိလို့မရတာရဟုတ်တယ်လှုပ်တယ်ဒါပေမဲ့ဘာကြောင့်လှုပ်ရလဲဆိုတော့အကြောင်းပြချက်စောင့်တလဲတွေပေးပြီးတော့သူတို့ကနိုင်ငံတကာအာဂျားထဲကိုဝင်ရဖို့ကြိုးစားမယ်ရွေးကောက်ပွဲကိုမရရအောင်လုပ်မယ်ကျွန်တော်တို့လုံရမယ့်တာဝန်ကအရေးရွေးကောက်ပွဲမဖြစ်အောင်ကျွန်တော်တို့လုံရမယ့်တာဝန်ကကျွန်တော်တို့တာဝန်ပဲလို့ပဲပြောရမှာပဲဗျာဟုတ်ပေါ်တဲ့တော့ပြောတာမှန်တယ်ဆိုတော့ဒါလည်းဘာလို့အမြင်လဲဆိုတော့ဒီလိုတကြံသူဟာမျိုးတောင်ကဖြစ်ဖြစ်အောင်ဒီကုန်လုပ်သွားတယ်ကွာဒါတကြံကဘာမှမဟုတ်တဲ့ဟာလေဟုတ်ပါ ဆိုတော့ဒီတက်ပူပြီးကြီးလေးထားတယ်ဆိုဒီကောင်တကယ်ကိုဒီကောင်ရအောင်တော့ဆိုတော့အဲ့ဒီမှာဓာကြီးကိုတားဆီးနိုင်ဘူးလို့ကကိုတစ်ဘက်ကအင်းကတော်တော်လေးကိုလှူတယ်လက်ရှိမှာသောသောလင်းထောက်ပြောသူဒီအစ်ကိုနိုင်ငံတကာရဲ့အားကိုးမှုကမရဘူးဆိုတော့ဒါတော့လုံးဝ100%ငါလည်းပြောနိုင်တယ်အာအာအရင်တော့အဝေးလေးမကြည့်နဲ့ဒီအာဆီယံထဲကနိုင်ငံတွေကြည့်အာဆီယံထဲမှာဆိုလို့ဒါထိုင်းလာအိုကမ္ဘောဒီးယားဆောက်တဲ့ဒီနိုင်ငံတွေကဒါတရုတ်ကဩစာကန်သူလုံးဝမလွတ်မလွန်ဆန်းနိုင်ဘူး ်ချက်နဲ့နိုင်ငံကြီးတော့ဒါဘူးမလေးရှားလိုနိုင်ငံယူတော့မှာဒါမလေးရှားဝန်ကြီးချုပ်ကဒီမင်းအောင်လည်းတွေ့မယ်ဒါဘယ်လိုပြောရလဲသူမြင်မြင်ကိစ္စလို့ဒါဆိုပေမဲ့အဲ့ဒီနောက်ကမှအများကြီးရှိတယ်အားရရှိမယ်ဆိုတော့ဒီရိုဝင်ဂျာအရေးကြီးရှိမယ်နော်ဒါရခိုင်ဘက်ကနေရိုဝင်ဂျာတွေကိုသူတို့ဒါမင်းအောင်လည်းလက်ခံဖို့ဆိုပြီးတော့သူပြောလိုက်တယ်ပြီးခဲ့တဲ့ခေါက်လား သူအတန်သူပြစ်လိုက်တယ်အဲ့ဒီအချိန်မှာမလေးရှားဝင်ရုပ်ကဒီကောင်နဲ့တွေ့မယ်ဆိုတဲ့ဟာမျိုးပြန်ပြီးဖြစ်လာတယ်ဆိုတော့ဒါတွေကမင်းအောင်လည်းချကြည့်လိုက်နဇာတွေပဲဘာလို့လဲမချကြည့်လို့တော့မလေးရှားဝင်ရုပ်ကလက်ရှိမှာတော့အာဆီယံဥက္ကဋ္ဌဖြစ်တယ်အဲ့တော့မြေငယ်ကိစ္စတော့ကတော့ကွာဒီအီမိုဒီတော်ကဒီကောင်ဖုန်းနဲ့ဆိုင်ပြီးစကားပြောတဲ့ကိစ္စဒီဝင်းကြီးတော့ကထိုင်းမှာလာပြီးဒီကုလကလာတွေ့ကြတယ်လူကမလို့တာဘာလို့မင်းအောင်လည်းဒီကောင်မျိုးကလည်းဘန်ကောက်ကိုတစ်ခေါက်ပြန်လာပြန်လူကမလို့ဘူးအဲ့တော့ မင်းအောင်လိုင်းဒါလက်ရှိမှာသူကဒါအပေးယူလေးလုပ်နေတယ်နော်ဂင်းစံတက်လုပ်နေပြီးတော့သူအာဆီယံကိုသူဝင်တိုင်းကိုကြိုးစားမြင်ပြီးတော့အာဆီယံကနေမှတစ်ဆင့်စောင့်သူဒီဒီဟာယူရန်ပေါ့နော်ကုလကိုပြန်ပြီးဝင်တိုင်းကိုသူကြိုးစားမြင်ဒါသူကတဖြည်းဖြည်းနဲ့သူကဒီ legitimacy သူလိုယူနေတာအဲ့လိုအချိန်မှာတင်းထောင်ပြောတာမှန်တယ်စစ်ကူငါတို့ကနိုင်အောင်တိုက်ကိုတိုက်မှရရမယ်ဘာလို့ဒီကောင်နေပြည်တော်လေးတစ်ခုပဲကြံခဲ့ထီကူငါတို့လုံးနိုင်ဘူးလိုကိုလိုတယ်ဘာလို့ဒီကောင်ကတဖြည်းဖြည်းနဲ့ပူပူပြီးတော့ သူ့ပလင်မြဲဖို့အတွက်တော့သူကြည့်ပြီးရောသူပြီးသူဘာဖြစ်ဖြစ်တဏ္ဍာရီကဘာဖြစ်ဖြစ်ကောသူတို့ဒီလိုကာလကြီးမှာလူတွေတေသွားတဲ့အချိန်မှာဖျားသွားပြီးထိတယ်ဘလောက်တော့ဒီကောင်တကယ်ကိုတိုက်ပြီးဘူးတို့စေနာမရှိတော့နေမမြင်ရတယ်သူ့အတွက်ကပဲလို့ရှိရင်ပေါ့နော်ဆိုတော့ဒါအခုဒါဒီနေ့ကတော့ကျွန်တော်တို့ညီကူညီပြောသွားတာကတော့တရှိကျွန်တော်နိုင်ငံရေးစီရေးနိုင်ငံရေးစတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကူညီပြောသွားဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းပဲဒါကြောင့်မဲတော့လည်းဒီလိုတော့ဗာမျက်တစ်ပြီးပြောချင်ပါသေးတယ် ဒါကျွန်တော်တို့အာတကြံကာလာဖြစ်တယ်အာပုံမှန်လူတွေပေါ့နော်တကြံစိတ်ထဲကနေပြီးတော့ဟောပေါ့နော်ပျော်ပျော်ရွှင်တဲ့ကြီးမကလာတာဒါတကြံကာလာအောင်မဖြတ်တန်းရတာလေတော်တော်လေးကြာပါပြီတကြံကာလာတွေမှာလည်းတွင်းညီနဲ့အနေနဲ့လှိုင်းနေတဲ့တကြံကာလာတွေကိုလည်းကျွန်တော်တို့အာကိုဗစ်ကာလာမှာထက်တွက်လိုက်မယ်ဆိုကျွန်တော်တို့ပေါ့နော်6နှစ်လောက်ကိုကျွန်တော်တို့ဖြတ်တန်းလာခဲ့ရအောင်တော့တော်တော်လေးကျွန်တော်တို့ပြည်သူတွေကြားထဲမှာကွာဖြစ်နေတယ်။အဲ့တော့တဖက်နိုင်ငံကိုလမ်းကြီးလိုက်တဲ့အခါမှာထိုင်းနိုင်ငံ Socram နဲ့ပတ်သက်ပြီးတော့အကဘာမှာအသူတို့နိုင်ငံကိုပို့ပြီးတော့ Iron Site လာအောင်အသူတို့တွေလုတ်နိုင်တာတွေတွေ့ရတယ်ကျွန်တော်နိုင်ငံဘာကြောင့်မလုတ်နိုင်တာလဲပြောရင်ငဖစ်ရငစစ်ရဒါတွေကြောင့်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီစစ်ကောင်စီရှိနေတဲ့ကျွန်တော်တို့တချံကထိုင်းအောင်ဘယ်တော့မှခါမှကြုံကြုံမှဟိုကကြော်မှလည်းမဟုတ်ဘူးလို့ဘယ်တော့ခါမှလည်းကျွန်တော်တို့ဟာဟိုတော့ဟိုအတုအယောင်တချံနေနေပဲအာကျွန်တော်တို့ကအချိန်ကုန်နေပါပဲ ဘယ်တော့ကမှကျွန်တော်တို့ကတကြံကိုကောင်းမှုတော့ထက်သန်းနေရမှာမဟုတ်ဘူးဒါကလုံးဝကိုတည်ကြတယ်အဲ့တော့ပုံမှန်ငလျင်ချောင်းဆိုတဲ့ဥစ္စာတစ်ခုထပ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တကြံတွေတုန်းကလည်းကောင်းမှုပျော်ရလားရွှင်ရလားဆိုတာထက်အစင်တန်းမိတဲ့တကြံအစင်တန်းမိတဲ့တကြံကိုကျွန်တော်တို့ဖျက်သန်းရလားပြောရင်တကယ်တမ်းမဖျက်သန်းရပါဘူးမပျော်ရွှင်တဲ့လူတွေများစွာနဲ့တကြံကာလတွေကိုပဲကျွန်တော်တို့ဖျက်သန်းနေရစိတ်တွေ ညင်ညူးပြီးတော့ဖြတ်တန်းနေရတဲ့ဥစ္စာတကယ်တမ်းကျတော့တချံကာလဆိုတာစိတ်ပျော်ရွှင်စွာနဲ့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ကခုံပျော်ပါဘောတော့နောက်ဆုံးတောက်စားဘောတော့တောင်းရန်ဒီလိုမျိုးလှုပ်လို့ရတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုကာလပဲဖြစ်နေဘယ်လိုအခြေအနေမျိုးတွေမှာပဲဖြစ်နေကျွန်တော်တို့မမေ့မေ့တာမမေ့ရမှာတခုကတော့ကျွန်တော်တို့ရဲ့ဒီဒေါ်လာရေးဟာဘောတော့ဟိုကျွန်တော်တို့ရဲ့အတိုင်းပြည်ရဲ့ဘောတော့ချင်းချင်းမှုတွေဒလိထုံးစံတွေ ရှီအောင်မွေနေတဲ့တခြားဥစ္စာတွေအများကြီးပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေရဲ့ဟောတော့မြန်မာတွေမြန်မာပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ချမ်းပဲဖြစ်ပါအားလုံးလူမျိုးပေါင်းစုံရဲ့ပေါ့နော်ဟိုအရာတွေအားလုံးပျောက်ဆုံးနေခဲ့တာဘာလို့ကြောင့်လဲလို့မင်းဒီစစ်အာဏာရှင်တွေကြောင့်အဲ့တော့စစ်အာဏာရှင်တွေရဲ့လာရဖြစ်တဲ့ဟောတော့သူတို့အာဏာတည်မြဲရေးဟောတော့သူတို့ဒီနိုင်ငံမှာစိတ်ကြိုက်ချေလည်ခွင့်ရရှိဓာရီကိုမျောမှန်းပြီးတော့အခုအချိန်မှာနိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကိုအတုံးချမယ် နော်ဒီကြားထဲမှာသက်စင်လို့လူမျိုးတွေရဲ့အကူအညီအထောက်ပံ့ကောင်းကောင်းယူပြီးတော့အာဆီယံတွင်းမှာပါဝင်ဖို့ကြိုးစားနေတဲ့ကာလတခုကိုကျွန်တော်တို့လုံးဝမိထားလို့မရဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့အပန်းနိုင်ဒီတေချာတာတခုကကျွန်တော်တို့ကနိုင်ငံရေးနဲ့ဒီစစ်တပ်ကိုအာဘောတော့ကျွန်တော်တို့ကပြိုလဲအောင်လုပ်လို့မရဘူး။ကျွန်တော်တို့ကစစ်ရေးနဲ့ပဲဒီဟောင်းတွေကိုပြိုလဲအောင်လုပ်လို့ရမှာဖြစ်ပဲ။ အဲ့တော့လက်လက်နဲ့အနိုင်ကျင့်တဲ့သူကိုလက်လက်နဲ့ပဲပြန်တုံ့ပြန်မယ်ဒီကောင်တွေကိုအနိုင်ယူမယ်ဒီကောင်တွေရဲ့ဘယ်ထွက်ပေါက်ကိုမှထွက်ခွင့်မပေးဘဲနဲ့ဟောတော့ဂျောင်ပိတ်ဖမ်းနိုင်အောင်ကျွန်တော်တို့စူးစမ်းရမယ်လို့ပြောရင်းတယ်ပဲကျွန်တော်ညီကိုနှစ်ယောက်ရဲ့ဒီနေ့တော်ဝေလီအစီအစဉ်ကိုဒီမှာပဲရန်သားကျင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါခင်ဗျ